ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတော့မြင့်တီကိုပါညောင်ရွှေမှုရေကြီးရေရှမ်းကမြို့ပေါ်ရက်ွက်အချို့ရေဝင်ရောက်မှုဖြစ်ပွားနေတဲ့တည်။အီရန်နဲ့အစ္စရေးအပြန်လဲတိုက်ခိုက်ခဲ့တဲ့တည်။ဖိနတမားတအူးကယာယီစေယုံကိုပြစ်ခဲ့တိုက်ခိုက်မှုကြောင့်တရားကြောသိဆုံးခဲ့တဲ့တည်။ အီရန်နဲ့ပိမိနေသည့်တိုက်စစ်မှုကိုခေါ်ထုတ်ရန်အင်တာမီလန်ကြိုးပမ်းနေတဲ့သတင်းအပါအဝင်အစရှိတဲ့ပြည်ရင်းပြည်ပစိတ်ဝင်စားမသတင်းတွေကိုတိဆက်ပေးပါတော့မယ်ရှင်။ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။အင်းလီညောင်ရွှေမျိုးရေကြီးရေရှမ်းကမြို့ပေါ်ရက်ွက်အချို့ရေမှုရမှုဖြစ်ပွားနေရလို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ အင်းလေးဒေတာညောင်ရှိမြို့မှာရေကြီးရေချမ်းမှုဖြစ်ပွားနေပြီးမြို့ပေါ်ရန်ကွက်နေအချို့ရေဝင်ရောက်နေကဒေတာကန်များပြီးလို့ရတော့နေချာနေရကြောင်းသိရပါဗါအင်းလေးဒေတာတွေယခုလ10ရက်နေ့မှစတင်ပြီးမိုးဆင်းပြက်ရသောနာကြောင့်ညောင်ရှိမြို့ဆက်လီစိတ်မြို့နောက်ဖက်ဖက်ရှိတာစီရဲကန်တာရဲနဲ့မြို့မစီအနီးတို့မှာရေမြောင်းဝင်ရောက်နေပြီးရွှေညောင်ညောင်ရှိလမ်းမပေါ်အထိရေကြီးရေချမ်းဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါဗါ အင်းဒီကံရင်းမြစ်တက်လာမှုကြောင့်ဒေသခံများရဲ့စပားကိမြေပဲကိများရေမြို့ပြည်စီမှုများဆိုးရှိုးခဲ့ရကြောင်းသိရပါတယ်မိုးစတက်ရွာသွန်းပြီးကလောအောင်မဲ့တောင်ကြီးဘက်မှာရေများစီလာကအင်းလီဒေသနဲ့ရောင်ရှင်မြို့တွေမှာရေများစုပုံလာပြီးရေကြီးချစ်စင်နာတွေဖြစ်ခဲ့ကြောင်းသိရပါဗျ ရေကြီးရေလျှံမှုများရှိလာနိုင်တာကြောင့်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ချက်များနှင့်တည်င်းပြမှုရှိကကြိုတင်ပြင်ဆင်မှုများလည်းဆောင်ရွက်ထားရှိကြောင်းသိရပါရရှင်ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။အီရန်နှင့်အစ္စရေးအပြန်အလှန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတင်းကတော့ငင်းကြောင်ဝါပြပူလာတာပါ။အီရန်နဲ့အစ္စရေးကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဆက်လက်လို့ဆောင်ခဲ့ပြီးအစ္စရေးဘက်ကအီရန်ရဲ့စွန့်အရေးမြင့်နယ်ဆိုင်တဲ့နေရာတွေကိုပါတိုက်ခိုက်လာခဲ့တယ်လို့သိရပါဗျ။ အီရန်ဘက်ကအစ္စရေးနိုင်ငံထဲမှာရှိတဲ့မြို့ကြီးတွေဖြစ်တဲ့ဟိုင်ဘာဂျေရုဆလင်နဲ့တဲအပစ်မြို့တွေကိုပြင်းပပြင်းပတက်ခတ်ခဲ့တာဖြစ်ပြီးရှမန်နေကဒုံးကျည်အစင်ရာနေချီပြီးပြစ်ခတ်ခဲ့တာဖြစ်တာရှမန်နေကဒုံးကျည်အစင်ရာနေချီပြီးပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်ပါတယ်အစ္စရေးဘက်ကလည်းအီရန်ရဲ့အကြီးဆုံးရေနံထုတ်လုပ်တင်မှုနယ်နေရာဖြစ်တဲ့မြို့တော်တီဟီရန်မှာရှိတဲ့ရှာဟဲစိတ်ကန်ကိုပိတ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မိလာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးကကွယ်ရေးဝန်ကြီးကအီရန်ဘက်ကနျူကလ িয়ার စီစဉ်တွေကိုမဆွတ်လို့သေးဘူးဆိုရင်နျူကလ িয়ার စီစဉ်အတွက်အထောက်ပံ့ပေးနေတဲ့ရေနံနဲ့ဓာတ်ငွေခလုတ်ရောင်းချတဲ့နေရာတွေကိုစစ်တပ်တက်ခဲ့မှာဖြစ်တယ်လို့တီဟီရန်ကိုမိတိုက်ပစ်မယ်လို့ပြောကြားခဲ့ပါတယ်။အီရန်ဘက်ကလည်းအစ္စရေးကိုဆက်ပြီးတိုက်ခိုက်မှာဖြစ်တယ်လို့အစ္စရေးကိုကုညီနေတဲ့အရှေ့လယ်ပိုင်းဒေသတွေမှာရှိတဲ့ဗန်နိုင်ငံကစစ်စခန်းကိုမဆိုးပြစ်မှတ်တာတိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုပြောကြခဲ့တာဟာဘာရင် ကာတာအိုမန်အီရန်နဲ့ဆီးရီးယားတို့မှာရှိတဲ့အမေရိကန်နဲ့ဗြိတိန်စစ်အခြေခံစခန်းတွေကိုရည်ရွယ်တယ်လို့ဖြစ်ခဲ့တာကြောင့်အစ္စရေးနဲ့အီရန်ကြားကတိုက်ခိုက်မှုတွေဟာဒေသတွေနိုင်ငံတွေအထိပါကူးစက်လာဖို့ရှိနေတယ်လို့သိရပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာတင်းတမောက်ကိုတင်ဆက်ပေးကြပါမယ်။တနတ်သမားတဦးကယာယီစည်းရုံကိုပြစ်ခဲ့မှုကြောင့်တရားကြောသိဆုံးခဲ့ပါတယ်။ဒီကိစ္စကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ တနေသမားတဦးရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ယာယီစည်းရုံတစ်ခုအတွင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တရားကြောတည်ဆုံးခဲ့တဲ့ဖြစ်စဉ်တည်းနိုင်ဂျီးရီးယားနိုင်ငံအနောက်လယ်ပိုင်းမှာရှိတဲ့ဘွန်နူပြည်နယ်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဆဲဖြစ်ပြီးတိုက်ခိုက်တဲ့နေရာတွေဟာနိုင်ငံတကာအဖွဲ့အစည်းတွေကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလူငယ်စင်တွေဖော်ဆောင်တဲ့နေရာဖြစ်တယ်လို့နိုင်ဂျီးရီးယားအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရရှိသူဒါဇင်နဲ့ရှိပြီးရှိခဲ့တယ်လို့ပျောက်ဆုံးနေသူလည်းရှိရလို့သိရပါဗျ။နိုင်ဂျီးရီးယားနိုင်ငံအတွင်းမှာအစိုးရကိုလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့တပုံတပ်တွေကအခုလိုမျိုးတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်ခဲ့ကြပါဗျ။နိုင်ဂျီးရီးယားတပုံတက်တွေဘက်ကနိုင်ငံတကာအဖွဲ့အစည်းတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်တက်ပြီးနိုင်ဂျီးရီးယားအစိုးရကိုကူညီနေတာဖြစ်တယ်လို့သတ်မှတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျာရှင်ဆက်လက်ပြီးအာဂဇလင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ် အီရန်နဲ့ပိမိနေသည့်တိုက်စစ်မှုကိုခေါ်ထုတ်ရန်အင်တာမီလန်ချိုးဖဲနေခဲ့ပါတယ်။သတင်းကတော့ငင်းကြောင်ဝါပြပူလာတာပါ။အင်တာမီလန်တင်ဟာအသင်းရဲ့အီရန်လက်ရင်းစင်တိုက်စစ်မှုဖြစ်တဲ့မာတီတာရီမီကိုအီရန်နိုင်ငံကရင်ခေါ်ထုတ်ဖို့ကြိုးပမ်းနေရလို့သိရပါဗျ။ မာတီတာရီမီဟာအီလန်လူရေးစင်အသင်းနဲ့အတူမြောက်ကိုရီးယားကာတာတိုနဲ့ကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်စပွဲတွေမှာပါဝင်ကစားပေးခဲ့ပြီးတနစ်တာအီရန်အကောင်ဆုံးသားသမားစုပါရယူပြီးနောက်မှာ ကလပ်ကမ္ဘာဖလားပြိုင်ပွဲကစားရမယ်အင်တာမီလန်အသင်းနဲ့အမေရိကန်နိုင်ငံလော့ဟေဂျန်လီမြို့မှာဥပမှုစီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အစ္စရေးနဲ့ယူရဲကြမှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပြီးယူရဲနိုင်ငံတဲကနေစိတ်တွေမှာခီးသည်တင်နေရင်ပြတ်သက်မှုတွေကိုရင်ဆိုင်လိုက်တာကြောင့်မာတီတာရီမီဟာအီရန်နိုင်ငံမျိုးတော်တီဟီရန်မှာပြင်းပြနေခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာအရက်ပြက်လေကြောင်းပြတ်တက်မှုတွေရဆိုင်ထားခဲ့ပေမဲ့မာတီတာရီမီကိုခရုံးနိုင်မှုနည်းလမ်းတွေရှာဖွေနေရလို့သိရပါဗျာရှင်။ဒီသတင်းကိုရင်ကျက်အောင်ကပြပို့လာတာပါ။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။